ရန်ကုန်ပြည်သူ့စေယုံကြီးမှာရှိတဲ့ Lunary ရဲ့လုံခြုံရေးအတွက်အဆောင်အလုံးမှာ CCTV လုံခြုံရေးကင်မရာတွေနေရာအနှံ့တပ်ဆင်သွားမှာဖြစ်ပြီးလက်ရှိမှာ လုံခြုံရေးကင်မရာအလုံးပေါင်း200နီးပါးတပ်ဆင်ထားတယ်လို့သိရပါဗျ။ CCTV တွေကိုအရေးပေါ်ဌာနပင်မဆောင်စေယုံအုပ်ကြီးရုံးအထွေထွေဆေးကုသဆောင်ဖျားနာဆောင်နှလုံးကုသဆောင်အုံနှောင်းနဲ့အာယုံကြောကုသဆောင်စတာတွေပြင်အခြားကုသဆောင်တွေရဲ့အလိုအပ်နေတဲ့နေရာတိုင်းမှာအပြည့်တပ်ဆင်သွားမယ်လို့ရန်ကုန်ပြည်သူ့စေယုံကြီးလက်ထောက်စေယုံအုပ်ဒေါက်တာနေဝင်းသိန်းကပြောပါဗျ။ ဟိုဟိုဟာအခုလောဆိုတော့စာရေးစင်းနေတယ်ပေါ့နော်ပင်ရရေးတက်ဖို့လုံမဲ့ပါလာလာနေတယ်တက်ပြီးတော့ဘတ်ဂျက်ကြတာနဲ့ကျွန်တော်အများဆုံးတက်သွားမှာပါအများဆုံးတက်သွားမှာဆိုတော့ဦးစားပေးလိုက်ပေါ့ဦးတော့နံပါတ်1ဦးစားပေးကအရေးပေါ်မှာတော့လောလောဆယ်တက်ထားတာကင်မရာ15လုံးလောက်ပဲရှိသေးတယ်အတွက်နောက်ထပ်ထပ်တက်ဖို့လုံနေတယ်အရေးပေါ်ပြီးသွားတာနဲ့ပချားဆောင်တွေလည်းကျွန်တော်တို့သူ့အစင်တိုင်းနဲ့တူပေါ့အရေးကြီးရင်ကြီးလို့တက်သွားမှာပါဟောလူတစ်ပြင်းဟိုလူနာတွေများတဲ့နေရာအဝင်ထွက်များတဲ့နေရာခဏခဏခုံးမှုဖြစ်တဲ့နေရာအဲ့ဒါတွေဦးစားပေးပြီးတက်သွားမှာပါ ရန်ကုန်ပြည်သူစေယုံကြီးမှာရှိတဲ့လူနာရီရဲ့အလုံးကြုံရေးအပြင်စေယုံဝင်းအတွင်းလူနာရီလူနာဆောင်တွေရဲ့ပစ္စည်းတွေကိုခိုးယူမှုဖြစ်စဉ်တွေလည်းရှိနေခဲ့တာကြောင့်2015ခုနှစ်ကလေးကစတင်က CCTV လုံးကြုံရေးကင်မရာတွေတပ်ဆင်ခဲ့တာဖြစ်ပါတယ်တက်ဆင်ပြီးနောက်ပိုင်းအဆိုပါပစ္စည်းခိုးယူမှုတွေရောင်းနေသွားခဲ့သလို2016ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ပစ္စည်းခိုးယူမှုအချို့ကိုလည်း CCTV ကင်မရာတွေကတဆင်စောင့်ကြည့်ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ဒေါက်တာနေဝင်းသိန်းကပြောပါရယ် စတတ်တာမတိခင်တော့တော့ကျွန်တော်တို့ဒီမှာနေတိုင်းလို့လို့ခုံမှုတွေရှိတယ်ခုံမှုတွေမှာဟိုဆောင်းအပြောက်လိုက်လူနာရဲ့လူနာဆောင်းရဲ့ပစ္စည်းပြောက်လိုက်ဖုံးပြောက်လိုက်ပတ်စံပြောက်လိုက်ပေါ့နော်အဲ့ဒါမျိုးဖြစ်လာတဲ့အခါမှာနောက်ပိုင်းကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့ CCTV တွေကိုစောင့်ကြည့်ပြီးတော့ဟိုစောင့်ကြည့်ပြီးတော့စောင့်ကြည့်ပြီးတော့တကူတွေကိုပဲပျောက်သွားတဲ့လူနာတွေကိုခိုးသွားတဲ့အချိန်မျိုးပြန်ပြီးတော့ပြန်ကြည့်ရပါတော့ပြန်ကြည့်တဲ့အချိန်မှာ ျွန်တော်တို့တွေ့ရတယ်အာခိုးွားတဲ့တယ်မှာခိုးွားတဲ့ဒါလေပေါ့လာခိုးွားတဲ့ပုံတွေတွေ့ရတာပေါ့တွေ့ရတဲ့အခါမှာအဲ့ပုံတွေကိုယူယူပြီးတော့ကျွန်တော်တို့ဆိုလာတာရဲစခန်းပို့ပြီးတော့ဒီနဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့စောင့်ချက်ပြီးတော့ဖမ်းခဲ့ပါတယ် လက်ရှိမှာတော့ရန်ကုန်ပြည်သူစေယုံကြီးရဲ့အတွင်းမိုင်းအဆောက်အဦတွေရဲ့မျက်နှာကျန်းစဉ်ညာလန်းစတဲ့နေရာတွေမှာ CCTV လုံခြုံရေးကင်မရာတွေအပြည့်အစုံသွားမှာဖြစ်ပြီးနောက်ပိုင်းမှာတော့အဆောက်အဦတွေရဲ့အပြင်ဘက်စေယုံဝင်အတွင်းမှာလည်း CCTV လုံခြုံရေးကင်မရာတွေတပ်ဆင်သွားမှာဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့စေယုံကြည်မောင်းအထူးကူဌာန24ဌာနနဲ့အထောက်အကူပြုဌာနအပါအဝင်ဌာနပေါင်း30ကျော်ရှိပြီးနေစဉ်စေယုံကြည်မောင်းပြင်မလူနာဌာန900နီးပါးစေယုံတက်တဲ့လူနာ400နီးပါးနဲ့လူနာပေါင်း1500နီးပါးတက်ရောက်နေတာ ဖြစ်တယ်လို့သိရပါဗျာ။